2025ခုနှစ်မေလ28ရက်ကထိုင်းနဲ့ကမ္ဘောဒီးယားနယ်စပ်မှာနှစ်နိုင်ငံစစ်သားတွေကြားအပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့သဖြင့်ကမ္ဘောဒီးယားစစ်သားတို့ထေဆုံးခဲ့ပြီးနောက်နှစ်နိုင်ငံတည်းမှာမှုတွေမြင့်တက်လာတဲ့အခြေအနေဟာအာဆီယံကိုကြက်ရိုက်ခတ်လာခဲ့တယ်လို့ CNN ကဖော်ပြခဲ့ပါတယ်။ဒီပစ်ခတ်မှုဖြစ်ပွားပြီးနောက်ကမ္ဘောဒီးယားနဲ့ထိုင်းဟာနယ်စပ်ဒေသမှာဆင့်အင်အားကိုတိုးမြင့်ခဲ့ကာအပြန်အလှန်တားမြစ်ကန့်သတ်မှုတွေပြုလုပ်ခဲ့ပါတယ်။ကမ္ဘောဒီးယားကထိုင်းရုပ်ရှင်တွေကိုပိတ်တာအင်တာနက်လိုင်းတွေကိုပိတ်တာထိုင်းနိုင်ငံမှာလောင်စာနဲ့ တန်းခွေတင်သွင်းမှုတွေကိုဆိုင်းငံ့တာတို့ပြုလုပ်ခဲ့တာထိုင်းဘက်ကလည်းနေဆက်ဂိတ်တွေမှာစီကံတင်းကျပ်မှုတွေပြုလုပ်ခဲ့ပါတယ်ဒါပြင်ထိုင်းကမ္ဘောဒီးယားပြည်ပကဟာမြန်မာအရေးကိုဖြည့်ရှင်းနိုင်တာမရှိသလိုဖိအားတွေနဲ့ရင်ဆိုင်နေရတဲ့အာဆီယံအတွက်နောက်ထပ်ထိုးနှက်ချက်တစ်ခု ဖြစ်လာခဲ့ပါတယ်ဇွန်လ6ရက်ကအာဆီယံရဲ့အလဲကျဥက္ကဋ္ဌဖြစ်တဲ့အန်ဝိုင်အီဗရာဟင်ကသူဟာထိုင်းနဲ့ကမ္ဘောဒီးယားခေါင်းဆောင်တွေနဲ့တီးခြားစီဆွေးနွေးခဲ့ပြီးပြည်ပကကိုကြားဝင်ဆက်ဆက်ပေးလို့တယ်လို့ကမ်းလှမ်းခဲ့ပါတယ်ဒါပေမဲ့အာဆီယံဟာ ရှားဝင်မဆွတ်ဖက်ရည်မှုနဲ့အများသဘောဆန္ဒရယူရမယ့်မူဝါဒတွေကြောင့်အဖွဲ့ဝင်နိုင်ငံတွေရဲ့ပြဿနာတွေကိုဖြေရှင်းရမှာထိရောက်မှုသိမ့်မရှိခဲ့ပါဘူး။နေဆက်ဒေတာပြဿနာကိုကမ်ဘောဒီးယားကနိုင်ငံတကာတရားရုံးအန်စီဂျီမှာဖြေရှင်းဖို့စီစဉ်နေပြီးထိုင်းနိုင်ငံကတော့နှစ်နိုင်ငံနဲ့ဆက်ရေးရကော်မတီနဲ့ဖြေရှင်းဖို့သာဆန္ဒရှိနေပါတယ်။လက်ရှိမှာဒီပိပခါကအဖွဲ့ဝင်နိုင်ငံတွေကြားစစ်မပြည့်စေဖို့ဟန်တားနိုင်စွမ်းအားနေတဲ့အာဆီယံအဖွဲ့ရဲ့အခြေအနေကိုပြသရုံသာမကပဲ ပထဝီနိုင်ငံရဲ့အကြက်တဲတွေကိုဖြည့်ရှင်းရမှာစီလုံးညီညွတ်မှုရော်ရဲနေတဲ့အနေအထားကိုလည်းပေါ်လွင်စေခဲ့ပါတယ်။ဒါကြောင့်လာမယ့်သတင်းပတ်တွေအတွင်းထိုင်းကမ္ဘောဒီးယားပြည်ပကပုံမှုအချိန်မြင့်လာမယ်ဆိုပါကအာဆီယံအတွက်ပုံမှုကြီးမားတဲ့စိန်ခေါ်မှုတွေကိုရင်ဆိုင်လာရနိုင်တယ်လို့ကြံ့ညွန့်သူတွေကတုံ့တက်ခဲ့ပါတယ်။